မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပို့ချပေးမယ့်သင်ခန်းစာကတော့ကီးဘုံးနဲ့ပီယန်နိုကိုလုံးဝလုံးဝမတီးသက်သေးတဲ့မိတ်ဆွေများအတွက်ရည်ရွယ်ပြီးတော့ပြောပြပြီးတော့มาဖြစ်ပါတယ်ကီးဘုံးနဲ့ပီယန်နိုပေါ်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်အနက်ခလုတ်နှစ်ခုအနက်ခလုတ်သုံးခု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 နော် စီစဉ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဘယ်အနက်ခလုတ်နှစ်ခုရဲ့မဆိုကြိုက်တဲ့အနက်ခလုတ်နှစ်ခုရဲ့ဘယ်ဘက်ကရဲ့နှုတ်ဘယ်ဘက်ကရဲ့ကလျာခလုတ်ကိုကျွန်တော်တို့ကစီလို့ခေါ်ပါတယ်အင်္ဂလိပ်အက္ခရာစီအကြီးနဲ့တတ်မှတ်ထားပါတယ်ပြီးလို့ရှိရင်စီပြီးရင်ဆင်လိုက် D E F G ါမယ်ဆိုရင် D E F G A B C ဆိုပြီးတော့မှကီးဘုတ်နဲ့ပီယာနိုမှာစီစဉ်ထားတာကိုကျွန်တော်တို့တွေ့ရပါမယ်အဲ့တော့ခုနလာခဲ့တဲ့လမ်းတိုင်းပြန်ပြီးတော့ဆင်းမယ်ဆိုလို့ရှိရင်ပြောင်းမြန် C ြင်ထားတာဖြစ်ပါတယ်အဲ့တော့ကီးဘုတ်ရဲ့အလဲကောင်မှာရှိတဲ့ C clef အလဲတဲ့တယ်မှာဒါမှမဟုတ်ရှင်လဲအလဲနီးပါးလောက်မှာရှိတဲ့ clef ကိုကျွန်တော်တို့က middle C လို့ခေါ်ပါတယ် middle လို့ပြောတဲ့အတိုင်းကီးဘုတ်ရဲ့ပီယနိုရဲ့အလဲမှာ clef ရဲ့အလဲကောင်မှာရှိရမှာဖြစ်ပါတယ်ဒီ middle C ကနေပြီးတော့မှညာဘက်ချမ်းဒီညာဘက်ချမ်းတကြောလုံးကို ညာဘက်အစွန်ဆုံးအထိကိုမီဒစီယာနေကီးဘုတ်ရဲ့ညာဘက်အစွန်ဆုံးအထိကိုကျွန်တော်တို့က travel club travel club တို့မဟုတ် g club လို့ခေါ်ပါတယ် travel club ဆိုတာ travel ဆိုတော့အမြင့်တန်ပြောတာဖြစ်ပါတယ်ကီးဘုတ်ရဲ့ဘယ်ဘက်ကိုမီဒစီယာနေစပြီးမှကီးဘုတ်ရဲ့ဘယ်ဘက်အစွန်ဆုံးအထိနော်အဲ့ဒါကိုကြတော့ကျွန်တော်တို့က bass club အနှိမ့်တန် bass club ကိုခေါ်ပါတယ် သို့မဟုတ် F clef လို့သတ်မှတ်ထားပါတယ် G clef F clef treble clef bass clef ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ